ားလုံးပဲမင်္ဂလာပါ K2K Knowledge Bank ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်အလှည့်ကျလာတာကတော့နိုင်ငံရေးကဏ္ဍပဲဖြစ်ပါတယ်ရင်ကဏ္ဍတွေမှာစပွန်ဆာရှာလို့ရပေမဲ့နိုင်ငံရေးကဏ္ဍမှာတော့စပွန်ဆာရှာဖို့ရခရင်လာပါတယ်လူကြိုက်ကိုလိုက်ပြီးတော့တင်ဆက်တာမျိုးမဟုတ်တဲ့နိုင်ငံရေးကဏ္ဍအတွက်တော့ funding ရဖို့ရလွယ်ကူမယ်မထင်ပါဘူးဒါကြောင့် K2K ရဲ့နိုင်ငံရေးကဏ္ဍကိုကြည့်ရှုသူအနေငယ်စီကနေကျွန်တော်အလှငွေကောက်ခံကြပါတယ်တထောင်ရရ900ရရတဲ့နေ့တော့လေသူပေးပြီးတော့အားပေးကြပါဦးပေါ့နော် လူငွေတွေကိုမလုပ်မလဲဆိုတာကိုတော့ဗီဒီယိုလေးရဲ့နောက်ဆုံးမှာထည့်သွင်းပြောပြပေးသွားပါမယ်။အဒီတစ်ပတ်ခေါင်းစဉ်လေးကိုတော့ prisoner dilemma လို့မြည်ပေးထားပါတယ်နော် prisoner dilemma ဒါမှမဟုတ်တင်ချာဖြင့်နိုင်ငံရေးတုံ့သက်ခြင်းလို့မြည်ပေးထားပါတယ်။ဒီခေါင်းစဉ်လေးကိုရွေးချယ်ရခြင်းကနိုင်ငံရေးဆုံးဖြတ်ချက်စီးပွားရေးဆုံးဖြတ်ချက်စစ်ရေးဆုံးဖြတ်ချက်စတဲ့ဆုံးဖြတ်ချက်တွေချတဲ့နေရာတွေမှာအသုံးဝင်တဲ့ theory လေးတစ်ခုနဲ့မိတ်ဆက်ပေးနေတာကြောင့်ပဲဖြစ်ပါတယ်။ကျွန်တော် game theory မှာ competitive gain လို့ခေါ်တဲ့ဘလို့ပူပေါင်းကြမလဲဆိုတဲ့ viewer gain နဲ့ competitive gain လို့ခေါ်တဲ့ဘလို့အနိုင်ယူကြမလဲဆိုတဲ့ viewer gain ဆိုပြီးအပိုင်းကြီးနှစ်ပိုင်းရှိပါတယ်ဒီကနေ့တင်ဆက်မယ် prisoner dilemma ကတော့ competitive gain ဖြစ်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်ကစားကြတဲ့ပွဲမှာတစ်ဖက်လူရဲ့ဆုံးဖြတ်ချက်ကကိုယ့်အပေါ်အနိုင်ရှုံးသတ်မှတ်ပေးနိုင်တဲ့ကစားပွဲမျိုးဖြစ်ပါတယ်အဲ prisoner prisoner dilemma ဆိုတာကိုအပြစ်သားတရားရဲ့တွေးဟာလို့ဗမာလိုဘာသာပြန်လို့ရပါတယ်သူ့တွေးခေါ်လေးကဒီလိုဗျာ ခုမှကျွန်တော်မောင်မောင်နဲ့အောင်အောင်တို့နှစ်ဦးရှိတယ်ဆိုပါဗျာသူတို့နှစ်ဦးကရင်းတိုက်မှုကြောင့်အဖမ်းခံရပြီးတော့ထောင်တစ်နှစ်စီကြာတော့မှာဖြစ်ပါတယ်ဒါပေမဲ့စုံတော့ရဲ့စစ်ဆေးချက်အရာသူတို့နှစ်ဦးကလွန်ခဲ့တဲ့တလကဓမြတိုက်မှုမှာလည်းပေါဝင်ခဲ့ကြောင်းတန်ဆရာရှိနေပါတယ်ဒါကြောင့်စုံတော့ကသူတို့ကိုကန့်လန့်ချက်ပေးလိုက်ပါတယ်အဲ့ဒါကတော့သူတို့ညောခွဲပြီးတော့ကန့်လန့်ချက်ပေးတာပေါ့နော်နံပါတ်1သူတို့နေ့ရစလုံးဝင်ခံရင်ထောင်3နှစ်ကြာပါမယ်။နံပါတ်2ကတော့မောင်မောင်ကဝင်ခံပြီးအောင်အောင်ကဝင်မခံရင် ဘောင်ဘောင်ကဂွင်းလုံးကျွတ်လွတ်ပြီးတော့အောင်အောင်ကတော့ထောင်ငါးနှစ်ကြာပါမယ်။နံပါတ်3ကတော့အောင်အောင်ကဝင်ခံပြီးဘောင်ဘောင်ကဝင်မခံရင်အောင်အောင်ကဂွင်းလုံးကျွတ်ပြီးတော့ဘောင်ဘောင်ကထောင်ငါးနှစ်ကြာပါမယ်။နံပါတ်4ကတော့သူတို့2ယောက်စလုံးဝင်မခံဘူးဆိုလို့ရှိရင်တော့ ထောင်တစ်နှစ်စီပဲကြာမှာဖြစ်ပါတယ်။မိတို့တို့ပြောလိုက်တဲ့၄ချက်ကိုရှင်းဆောင်အောင်လို့ကျွန်တော်အောက်မှာ matrix နဲ့ပြပေးထားပါတယ်။တော့ဒီဒီဘက်ကဘောင်ဘောင်အပေါ်ကအောင်ဘောင်ဘောင်မှာလည်း ဝင်ခန္ဓာဝင်မခန္ဓာဆိုတဲ့ရွေးချယ်ချက်နှစ်ခုရှိသလိုအအောင်မှာလည်းဝင်ခန္ဓာနဲ့ဝင်မခန္ဓာဆိုတဲ့ရွေးချယ်ချက်နှစ်ခုရှိပါတယ်။တော့ဒီ3 3ဆိုတာကတော့သူတို့ကဒီဘက်ကဝင်ခန္ဓာနဲ့ဝင်ခန္ဓာနှစ်ခုနှစ်ယောက်ဆိုဝင်ခန္ဓာဆိုလို့ရင်ထောင်30ကျင်ကြမယ်။ဒီဘက်က05ဆိုတာကျတော့တယောက်ကဝင်ခံပြီးတယောက်ကဝင်မခံရင်ရှေ့ကတယောက်ကမောင်း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 ကထောင်မကျဘူး။အအောင်ကထောင်5နှစ်ကျမယ်။ဒါပေမဲ့မှာ1 2 3လေးရေးထားတော့ဇေယျနံပါတ်အကွက်ကိုကျွန်တော်က အကွက်1အကွက်2အကွက်3လို့ပြောလိုက်ရင်မိတ်ဆွေတို့ကိုထင်သာမြင်သာရှိအောင်လို့အကွက်နံပါတ်လေးတွေရေးထားတာဖြစ်ပါတယ်။အော်ဒီလိုကြည့်လိုက်လို့ရှိရင်မိတ်ဆွေတို့အပြင်ကကြည့်တဲ့အကောင်းဆုံးအခြေအနေစီကျွန်တော်တို့အကွက်4နော်အကွက်4ဖြစ်တဲ့ကျွန်တော်တယောက်ကိုထောင်းတစ်နှစ်စီကြာမဲ့အခြေအနေသာဖြစ်ပါတယ်။အဲနှစ်ရက်လုံးဝင်မခံရင်ဒါတစ်နှစ်စီကြာမဲ့အခြေအနေပေါ့နော်ဒါအကွက်နံပါတ်4ပေါ့ တို့တော့တစ်ချက်စဉ်းစားကြည့်ရအောင် မောင်မောင်နဲ့အောင်ကဆွေမျိုးသားချင်းလည်းမဟုတ်ပါဘူးဒါကြောင့်တအုပ်နဲ့တို့ယုံကြည်မှုရှိကြမှာမဟုတ်ပါဘူးမောင်မောင်ဒီဝန်ခံတာကိုလုပ်မယ်ဆိုရင်အများဆုံး၃နှစ်ကြာမှာဖြစ်ပါတယ်အောင်အောင်ဒီလည်းပဲထုံလေးတူပါဘူးဘာလို့လဲဆိုတော့ဝန်ခံခြင်းက၃နှစ်ဖြစ်နိုင်လို့လွတ်ချင်လဲလွတ်သွားနိုင်ပါတယ်ဒါကြောင့်နှစ်ဦးစလုံးဝန်ခံပုဂ္ဂိုလ်သာအားသာကြမှာဖြစ်ပါတယ်ဒါကြောင့်အကွက်နံပါတ်၁ဖြစ်တဲ့ထောင်၃နှစ်ကိုသာကြောက်သွားကြတာဖြစ်ပါတယ်ထောင်၃နှစ်နဲ့ အဆုံးသက်သွားကြတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါကို theory ကြကြအတုံးလေးနေကျွန်တော်ရှင်းပြခြင်းပါပထမဆုံးစလုံးကတော့ dominant strategy ပါဒါကိုနားလည်အောင်ကျွန်တော်အယောင်းဝယ်ဥပမာလေးနဲ့ရှင်းပြခြင်းပါတယ်အယောင်းဥပမာဆိုတော့ကျွန်တော်ဥပမာပြပို့ရနာမည်ကြီး brand နှစ်ခုကိုသုံးပါမယ်တစ်ခုက apple တစ်ခုက samsung apple samsung ဆိုလူတိုင်းသိကြပါတယ်ပေါ့နော်အဲ့ဘက်မှာရွေးချယ်စရာတစ်ခုရှိပါတယ်တစ်ခုက high price နဲ့ low price ဒါပေါ်ပြောရဲဆိုတော့ ဒါသူတို့ဈေးအမြင့်နဲ့ရောင်းမလားဈေးနှိမ်ပြီးရောင်းမလားဒါပြောတာပါ Samsung အနေနဲ့လည်းဈေးပြင့်မြင့်ပြီးရောင်းမလားဈေးချပြီးရောင်းမလားရွေးချယ်ကြနှစ်ခုရှိပါတယ်အကွက်ထဲမှာပြထားတာတွေကတော့သူတို့ရဲ့ရမဲ့ profit တွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်အကွက်နံပါတ်1လေးကိုတစ်ချက်ကြည့်အောင်နော်အကွက်နံပါတ်1က180ပေါ့နော်180 180ဆိုတော့ Apple ရရမှာ80ဆိုတော့ Samsung ရရမှာအဲ့တော့ Apple high price ရောင်းပြီးတော့ Samsung က high price ရောင်းရင် Apple က100 million အပြည့်အမြတ်ရမယ် Samsung က80အမြတ်ရမယ် ဲဒီလိုမျိုးကြည့်သိရမှာဖြစ်ပါတယ်အဲ့တော့အာကျွန်တော်တို့ကဒါဇာတ်ထဲမှာဖြည့်ထားတာသူတို့ရရှိမှအမျက်တွေပေါ့နော်ဖြည့်လို့စိတ်ထဲကနေတစ်ချက်ဖြည့်ကြည့်ပါဦးနော် Samsung ကဈေးအမြင့်နဲ့ရောင်းမယ်ဆိုရင် Samsung High Price ဆိုတော့ကျွန်တော်တို့ပထမဆုံး column ကိုကြည့်ရမှာဖြစ်ပါတယ် Samsung ကဈေးအမြင့်နဲ့သာရောင်းမယ်ဆိုရင် Apple အနေနဲ့ High Price နဲ့ရောင်းတင်လား Low Price နဲ့ရောင်းတင်လားမြည်လို့တစ်ချက်စဉ်းစားကြည့်ပါ Pause လုပ်ပြီးတော့ဒီ video လေးကို Samsung ကဈေးအမြင့်နဲ့ဆိုရင်ပထမ column ကိုကြည့်ရမှာဖြစ်ပါတယ် Samsung က high price နဲ့ရောင်းနေချိန်မှာ Apple က low price နဲ့ရောင်းရင်60ဒါရမှာဖြစ် ပြီးတော့ high price နဲ့ရောင်းရင်100 million profit ရမှာဖြစ်ပါတယ်။ဒါကြောင့် Samsung က high price နဲ့ရောင်းရင် Apple အနေနဲ့တေချာပေါ့ high price နဲ့ရောင်းမှာအကျိုးများရရှိမှာဖြစ်ပါတယ်။အကယ်၍ Samsung ကဈေးနှိမ့်နဲ့ရောင်းခဲ့ရင်ရော low price နဲ့ရောင်းခဲ့ရင်ရောတော့ Apple က high price နဲ့ရောင်းနေတာ low price နဲ့ရောင်းနေတာမင်းတို့ဒုတိယချိန်ထပ်ပြီးစဉ်းစားကြည့်ပါနော်။ Pause လုပ်ပြီးစဉ်းစားကြည့်ပါ။အဲကျွန်တော်တို့က Samsung က low price ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒုတိယ column ကိုသွားကြည့်ရမှာသွားပြီးကြည့်ရမှာဖြစ်ပါတယ်။ဟောဒုတိယ column ကဆိုရင် Apple က high price နဲ့ရောင်းရင်80 million profit ရမှာဖြစ်ပြီးတော့ low price နဲ့ရောင်းရင်30 million profit ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Samsung low price နဲ့ရောင်းခဲ့လျင်လဲ Apple အနေနဲ့ high price နဲ့ရောင်းမှသာသူ့အတွက်အကျိုးမြတ်များများရမှာဖြစ်ပါတယ်။ဒါကြောင့် Samsung low ရင်လဲ Apple က high price နဲ့ရောင်းတင်တာဖြစ်ပါတယ်။အဲ့တော့ Samsung low price နဲ့ရောင်းရောင်း high price နဲ့ရောင်းရောင်း app မှာ high price နဲ့ရောင်းကိုရောင်းရမယ်ဆိုတော့သူ့ရဲ့ strategy ရှိပါတယ်ဒါကိုကျွန်တော်တို့က dominant strategy လို့ခေါ်ပါတယ်เนาะ app ဒီကျွန်တော် Samsung ဈေးမြင့်နဲ့ရောင်းရောင်းဈေးမြင့်နဲ့ရောင်းရောင်း app ဒီဈေးမြင့်နဲ့ရောင်းရင်းကသာအကျိုးအမြတ်များပါတယ်ဒါကြောင့်သူ့အနေနဲ့ဈေးမြင့်နဲ့ strategy ကိုသာသုံးရမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့က dominant strategy လို့ခေါ်ပါတယ် app မှာ high price dominant strategy ရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်အဲ့တော့ Samsung မှာရောအဲ့လို dominant strategy ရှိတယ်ကျွန်တော်တစ်ချက်ကြည့်ရအောင်ပါเนาะ အဲ့တော့ Apple က high price နဲ့ရောင်းမယ်ဆိုရင် Samsung အနေနဲ့ဘယ်ဈေးနဲ့ရောင်းရမလဲပေါ့နော် Apple က high price ဆိုတော့ကျွန်တော်တို့ပထမအဦးဆုံး rule မိတ်ဆွေတစ်ချက် pause ပြီးတော့စဉ်းစားကြည့်ပါပေါ့နော် Apple high price နဲ့ရောင်းရင် Samsung အနေနဲ့ low price ကိုရွေးချယ်တင်သလား high price ကိုရွေးချယ်တင်သလားပေါ့နော်အဲ့တော့ Apple high price ဆိုရင် Samsung က high price နဲ့ရောင်းရင်80 million profit ရမှာဖြစ်ပြီးတော့ low price နဲ့ရောင်းရင်80 million profit ရမှာဖြစ်ပါတယ်ဒါကြောင့် Apple high ရင် Samsung က low price တော့မှာဖြစ်ပါတယ်အကယ်၍ Apple က low price နဲ့ရောင်းခဲ့ရင်ရော Apple low price ဆိုတော့ကျွန်တော်တို့ကဒုတိယ row ကိုကြီးရမှာဖြစ်ပါတယ်အဲ့တော့ဒီဒုတိယ row မှာဆိုရင် Apple ကသာ low price နဲ့ရောင်းခဲ့မယ်ဆိုရင် Samsung ကြီး low price နဲ့ရောင်းရင်90သာရမှာဖြစ်ပြီးတော့ Samsung က high price နဲ့ရောင်းရင်80 million profit ရမှာဖြစ်ပါတယ်ဒါကြောင့် Apple က low price နဲ့ရောင်းရင် Samsung ကြီး high price ဖြစ်ပါတယ်အဲ့တော့ Samsung ကတော့ လိုပရိုက်ကြီးပဲနဲ့ရောင်းမှာလည်းမဟုတ်ဘူးဟိုက်ပရိုက်ကြီးနဲ့ပဲရောင်းမှာမဟုတ်ဘူးတစ်ဖက်လူရဲ့ Apple ရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီးတော့သူကလိုက်ပြီးတော့ကစားမှာဖြစ်ပါတယ် Apple ဟိုက်ရင်သူလိုပါနော် Apple လိုရင်သူဟိုက်ဒီလိုမျိုးလိုက်ပြီးကစားမှာဖြစ်ပါတယ်ဒါကြောင့် Samsung က dominant strategy မရှိပါဘူးပေါ့နော်ဒါဆိုမိတ်ဆွေတို့ dominant strategy ကိုနားလည်မယ်ထင်ပါတယ်နောက်တစ်ခုကကျွန်တော် Nash equilibrium ပေါ့နော် Apple နဲ့ Samsung ဥပမာမှာဆိုရင်ကျွန်တော် Apple ဒီ high price dominant strategy ရှိသည့်အတွက်အများအားဖြင့် high price နဲ့ရောင်းမှာဖြစ်ပါတယ်ဒါကြောင့် ဒီတရားကွက်ရဆိုလို့ရှိရင်ကျွန်တော်ဒီ matrix ရဆိုရင် upper high rise နဲ့ donut ဆို upper high rise ဆိုတော့ကျွန်တော်အပေါ်က first row ပေါ့နော်ပထမဆုံး row ဖြစ်ပါတယ်။ upper high rise ဆိုရင် Samsung ဒီ low price နဲ့ရောင်းမှသူတို့ profit များများရမှာဖြစ်ပါတယ်။ဒါကြောင့်တို့ရဲ့ Nash equilibrium ဒီအကွက်နံပါတ်2ကို2ကိုရောက်ရှိသွားတာဖြစ်ပါတယ်။နော်အကွက်နံပါတ်2ဘာလို့ရောက်လာဆိုတော့မေးဆိုတဲ့သဘောပေါက်ကြမှထင်ပါတယ်။ကျွန်တော်ပထမက upper ရဲ့ dominant strategy ကပထမဆုံး row ကိုကြီးလိုက်တယ်။ကျွန်တော်တို့ Samsung ရဲ့ strategy ကကျွန်တော်တို့ Apple high end သူ low ဖြစ်ရမှာဒါကြောင့်မို့ကျွန်တော်တို့အကွက်နံပါတ်1ဖြစ်တဲ့9080ဆိုတဲ့အကွက်လေးကိုရရှိသွားတာဖြစ်ပါတယ်။ Nash Equilibrium ဆိုတာညီမျှနေတဲ့နေရာဖြစ်ပြီးတော့အဲ့နေရာမှာတစ်ဖက်နဲ့တစ်ဖက်ဘယ်သူမှလှုပ်မရတဲ့အကွက်မြန်မာလိုဆိုရင်တော့အကွက်ပေါ့နော်အကွက်ဆိုလည်းမမားပါဘူးအဲ့နေရာဒီနှစ်ဦးနှစ်ဖက်အကျိုးရှိဆုံးနေရာသာဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့ Prisoner Dilemma ကိုတစ်ချက်ပြန်ကြည့်အောင်ပေါ့နော်မောင်မောင်နဲ့အောင်အောင်ဘလို့မှ Dominant Strategy ရှိနေတယ်ပေါ့ မမမမ dominant strategy ရှိလားအရင်ဆုံးကြည့်ကြအောင်မမမအခြေအနေပေါ့နော်အအောင်ဝင်ခံရင်မမမဝင်ခံခြင်းကသူ့ရဲ့ထောင်ကျတဲ့တက်တန်းကိုတုံးနှစ်တာဖြစ်စေပါလေအကယ်၍အအောင်ကျွန်တော်မမမဝင်ခံတယ်ပေါ့နော်ကျွန်တော်အအောင်ဝင်ခံတယ်ဆိုလို့ရှိရင်ပထမဆုံး column ပထမ column အအောင်ရဲ့ဝင်ခံတဲ့ column ပထမ column ပေါ့နော်အအောင်ဝင်ခံတယ်ဆိုလို့ရှိရင်မိတ်ဆွေကြည့်ကြည့်ပါအအောင်မမမအနေနဲ့ဝင်ခံတာကောင်းမလားဝင်မခံတာကောင်းမလားသူ့အနေနဲ့ဝင်ခံရင်၃နှစ်ဝင်မခံရင်၅နှစ်ပေါ့နော်အဲ့တော့ ဝင်ခံရပါဘူး။အောင်းအောင်ဝင်မခံတာဆိုရင်ရောအောင်းအောင်ဝင်မခံလို့ဆိုလို့ရှိရင်မမောင်အနေနဲ့ဝင်ခံရင်0ဝင်မခံရင်1နော်သူ့အနေနဲ့အဲဒါဒါကြောင့်သူ့အနေနဲ့ဝင်ခံရင်0ဖြစ်တဲ့ကြောင်မလို့ဝင်ခံတဲ့ဟာကိုပဲသူ့အနေနဲ့ရွေးမှာဖြစ်ပါမောင်မောင်ဒီဝင်ခံရင်းဆိုတဲ့ dominant strategy ရှိပါတယ်။အောင်းအောင်ဘက်ကိုတစ်ချက်ကြည့်အောင်အဲ့တော့မောင်မဝင်ခံခဲ့ရင်အအောင်ဘာလုပ်ရမလဲပေါ့နော်မောင်မဝင်ခံရင်ဆိုတော့ပထမပထမဆုံး rule ကိုကြည့်မယ်မောင်မဝင်ခံခဲ့ရင်အအောင်နေနဲ့ ဝင်ခံ3နဲ့ဝင်မခံ9နဲ့ဒါကြောင့်မလို့အော်ဝင်ခံတဲ့ဆွဲဆွဲကြီး3ပါဖြစ်ပါတယ်မောင်မောင်ဝင်မခံခဲ့ရင်ရောဝင်ခံခဲ့ရင်အောက်အောက်နေနဲ့ဝင်ခံ0ဝင်မခံ1တနှစ်ပါနော်ဒါကြောင့်အောက်အောက်နေနဲ့ဝင်ခံရင်းဆိုတဲ့ strategy သုံးပါဖြစ်ပါတယ်အောက်အောက်မှာလည်း dominant strategy ရှိပါတယ်သူအနေနဲ့ဟိုဘက်တစ်ဖက်လူကဘာလို့လို့သူဝင်ခံတယ်ဆိုပြီးတော့သူ့ရဲ့ဝင်ခံရင်းဆိုတဲ့ dominant strategy ကိုသုံးပါဖြစ်ပါတယ်အနည်းအဆုံးက dominant strategy ရှိတဲ့အတွက်ကြောင့်မလို့နှစ်ဦးဆုံးရဲ့ dominant strategy ဒီဝင်ခံခြင်းပါဒါကြောင့်မလို့ကျွန်တော်အကွက်နံပါတ်1မှာသူတို့ရဲ့ Nash equilibrium ရရှိသွားတာဖြစ်ပါတယ်။3နဲ့3နဲ့ဆိုပြီးဖြစ်သွားတာပေါ့။စိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်စဉ်လေးဖြစ်ပါတယ်။တအုပ်နဲ့အုပ်မုံမေယုံကြည်ကြတဲ့အတွက်ကြောင့်မလို့အကောင်းဆုံးဖြစ်မဲ့တစ်နှစ်တစ်နှစ်ဆိုတဲ့ရွေးချယ်ခြင်းမျိုးကိုမရွေးချယ်ခဲ့ကြပဲနဲ့သူတို့ရဲ့ dominant strategy တွေရှိကြတဲ့နော်ဝန်ခံခြင်းတွေကိုရွေးချယ်ခဲ့တဲ့အခါမှာသူတို့တွေ1000နဲ့စီကျသွားတာမျိုးဖြစ်ပါတယ်။ဟော game theory ပေါ်ပေါက်လာခြင်းက CIA ကာလမှာအမေရိကန်နဲ့ဆိုဗီယက်ရုရှားတို့နျူကလ িয়ার လက်နက်အပြိုင်ဆိုင်တပ်ဆင်ခြင်းကနေပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အဂိန်းဒီယိုကိုစတင်မိတ်ဆက်ခဲ့တဲ့ဂျွန်ဗန်ဝိုင်မန်ပေါ့နော်နာမည်ဂျွန်ဗန်ဝိုင်မန်ကဆိုရုံးလေးတစ်ခုရှိပါသူဗာပြောခဲ့တယ်ဆိုတော့မင်းတို့ကဘာလို့နှစ်ဖန်ဘုံမကျဲတာလဲလို့ပြောရင်ငါကဘာလို့ဒီနေ့မကျဲတာလဲလို့မေးမယ်မင်းတို့ကဒီနေ့9နာရီကျဲမယ်လို့ပြောရင်ငါကဘာလို့ဒီနေ့10နာရီမှမကျဲတာလို့မေးမယ်ပေါ့နော်အဆိုလိုတာကတစ်ဖက်နဲ့တစ်ဖက်တန်တရားတွေများနေရင်ခုချက်ချင်းတောင်ကောက်ပြီးနျူကလ িয়ার ဘုံကျဲရတော့မယ်လို့ဖြစ်နေပါဒီလိုဖြစ်စဉ်မျိုးတွေကိုကျွန်တော်နိုင်ငံရေးသိပ္ပံပညာရှင်တွေကသင်္ချာပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့ဆက်သက်မှုပေါင်းများစွာကို လုပ်ခဲ့ပါတယ်အကောင့် strategy တွေကိုစဉ်းစားခဲ့ကြပါအဲ့ဒါကမှကျွန်တော်သဘောကျသော strategy တစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒါကတော့ tip for tell လို့ခေါ်တဲ့ပရိယေတွေဖြစ်ပါတယ် theory ကပထမဆုံး theory ကဆိုရင်ခုနကတော့ principle dilemma လိုမျိုး gain တွေကိုကျွန်တော်က round တွေအများကြီးကစားရတယ်ပထမ round ဒုတိယ round second round third round ဒါမျိုးပေါ့နော် round တွေအများကြီးကစားရတယ်ပေါ့နော်အဲ့တော့အဲ့လိုအဲ့လိုခါမျိုးမှာဒီ tip for tap ဆိုတဲ့ strategy လေးကအရင်အသုံးဝင်ပါနော် theory ကပထမဆုံးကိုယ့်ဘက်ကကောင်းပြရပါပြောချင်တာကကိုယ့်ဘက်ကနေသူ့ကိုယုံကြည်ပေးရမယ်ပေါ့နော် နောက်ကျင်နေဆိုရင်တောက်ကျင်ကြရင်တော့သူ့ရဲ့တုံ့ပြန်မှုပေါ်လိုက်ပြီးတော့ကျွန်တော်လိုက်တုံ့ပြန်ပေးရမှာပေါ့။ဒါမှကျွန်တော်ကပထမအဦးကျင်မှာသူ့ပေါ်ကောင်းပေးရတယ်။အဲသူ့ဘက်ကကောင်းတယ်ဆိုလို့ရှိရင်တောက်ကျင်မှာကျွန်တော်သူ့ကိုထပ်ကောင်းပေးမှာပေါ့နော်။ဘယ်တော့ဆုံးကျွန်တော်ကသူ့ပေါ်ကောင်းပေးတယ်။ဒါပေမဲ့နောက်တစ်ကျင်ကျတော့သူကရင်အချိန်မှာကျွန်တော်သူ့ပေါ်ကောင်းပေးတယ်ပေါ့နော်။ဒါဒါပေမဲ့သူ့ဘက်ကမကောင်းဘူး။ဒါဆိုကျွန်တော်ကတိသွားပြီ။သူကမကောင်းဘူးဆိုတော့နောက်တစ်ကျင်ကျရင်သူမကောင်းဘူးဆိုတော့ကျွန်တော်ကလိုက်တုံ့ပြန်ပေါ့နော်။ကျွန်တော်လည်းမကောင်းဘူး။ဒါပေမဲ့အဲ့အချိန်မှာသူကတော့ပြန်ကောင်းသွားတယ်။ဒါဆိုနောက်တစ်ကျင်မှာကျွန်တော်ကသူ့ရဲ့ကောင်းတယ်ဆိုတဲ့ဟာ ူပြီးတော့ကျွန်တော်တို့ကံကောင်းပေးရပေါ့နော်အဲ tip for tat ဆိုတာဒါပြောပြပြသူကောင်းရင်ကိုကောင်းမယ်သူမကောင်းရင်ကိုမကောင်းအဲဒါတွေကိုကြည့်ပြီးတော့တုံ့ပြန်ကစားခြင်းမျိုးဖြစ်ပါတယ်အဲတော့ဒီနီလန်ကလက်တွေဆန်းသက်မှုပေါင်းများစွာနဲ့ဂိမ်းပြိုင်ပွဲတွေအများကြီးလုပ်ပြီးတော့မှာအနိုင်ရခဲ့တဲ့နီလန်လည်းဖြစ်တာကြောင့်မိတ်ဆွေတို့လည်းစဉ်းစားလို့ရအောင်ထည့်သွင်းတင်ဆက်ပေးခြင်းဖြစ်ပါတယ်ဒီဒီကနေ့တင်ဆက်လာတာတော်တော်လေးလေးများပါပြီမိတ်ဆွေတို့လည်းစဉ်းစားစရာအတွေ့အကြုံတွေအများကြီးဝင်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ် prisoner dilemma Nash Equilibrium Dominance Strategy Tip for Tat အစတဲ့အသုံးလေးတွေကိုမှတ်မိနေရင်တင်ဆက်ရကြုံတတ်ပါပြီ။ဒီနေ့ဗီဒီယိုလေးကိုသဘောကျလို့ငွေကြေးလှူဒါန်းကြမယ်ဆိုရင်ကျွန်တော်ဒီမှာ KB နံပါတ်တွေဝေဖေးနံပါတ်လေးတွေပြပေးထားပါတယ် description မှာလည်းပေါ်ပြပေးထားပါတယ်နော်ဒီငွေတွေနဲ့ကျွန်တော်အရင်ရက်ကရခဲ့တဲ့ sponsor ငွေတွေနဲ့စုပေါင်းပြီးတော့ကျွန်တော် K2K ပညာရေး foundation တခုကိုမတည်သွားပါမယ်တက္ကသိုလ်ဝင်စာဝဲကိုထူးချွန်စွာအောင်မြင်ပြီးတော့တက္ကသိုလ်တက်ရောက်ဖို့အခက်အခဲရှိနေတဲ့ကျောင်းသားကျောင်းသူများကိုကူညီလှူဒါန်းသွားမယ်လို့ ရည်ရွယ်ထားပါတယ်။အားကြောင့်မလို့ကျူးတန်းကြပါအောင်လို့ဖိတ်ခေါ်ပါတယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။